မင်္ဂလာပါရှင်ဘာမခိတိသတင်းဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးဧပြီလ16ရက်နေ့ညနေပိုင်းသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့တရင်မိုးနဲ့တရေဘူကြီးအားဆက်ဦးစီအဖွဲ့ကပြန်ဖန်ရနေပြည်တော် PDF 101အဖွဲ့ဝင်64ကိုနှုတ်ထွက်စာတင်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင် နေပြည်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့တရင်အမှတ်ရှေ့ရတဲ့တရင်မှုနဲ့တရင်ဘူကြီးကို MOD လက်အောက်ခံနေပြည်တော်စစ်အုပ်စုဖွဲ့မှဖမ်းဆီးထားခြင်းကိုမကျေနပ်၍အဆိုပါတရင်မှတပ်ဖွဲ့ဝင်64ဦးကနှုတ်ထွက်ခွင့်ပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ကော်မတီဝင်ကြီးဌာန MOD ထံစာဖို့တောင်းဆိုထားကြောင်းသတင်းရရှိသည် နေပြည်တော် PDF တရင်အမတ်ရှိရာတည်းတရင်မှုရဲဘော်ကီနဲ့တရေဖို့ကြီးကိုနေပြည်တော်စစ်ဦးစီးအဖွဲ့ကအင်အား150ခန်းဖြင့်ပြီးခဲ့သည့်ဧပြီလ3ရက်နေ့တွင်စကန်တို့လာရောက်ဖမ်းဆီးသွားခြင်းဟုနေပြည်တော် PDF တရင်အမတ်ရှိရာတည်းမှတက်ခွဲမှုနှင့်တက်ထောက်ကပြောသည် တိုင်ရင်မှုကိုလာဖမ်းနေလူအင်အား150ကျော်ငကြင်းမီစက်ကလေးစနိုက်ပါအကုန်လုံးထောက်ပြီးတော့မသိရင်စခန်းကုန်းတစ်ခုကိုသိမ်းတယ်လို့မျိုးလာဖမ်းသွားတယ်။ပြီးရင်လက်ထိတ်ခတ်သွားတယ်။တိုင်ရင်ရှိလက်နက်ခေရန်အပြင်တိုင်ရင်ရှိအိုးခွက်ပကံကအစရဲဘော်တွေရဲ့အုံဆောင်ပစ္စည်းအလုံးကိုသိမ်းဆီးသွားတယ်ဟုတတ်ထောက်ကပြောသည်။ မတ်လ29ရက်ကနေပြည်တော်အလဲပိုင်းတိုင်းစစ်ဦးစီးချုပ်ဘိုလက်ကြာ၎င်း၏ PSO ကိုတိဟအပါဝင်တပ်ဖွဲ့ဝင်ချုပ်သည့်စစ်စင်ရေးတခုမှအပြန်တနေရ၌စကားများရန်ဖြစ်ခဲ့ကြပြီးကိုတိဟသည်ထိုးချိတ်ခံရကတရင်အမှတ်ရှိရတဲ့ထံတင်ဆောင်သွားခဲ့ကြောင်းတရင်အမှတ်ရှိရတဲ့တရင်မှုကကိုတိဟ၏အသုံးဆောင်ပစ္စည်းများကိုတွားရောက်ယူဆောင်ပေးခဲ့ရကြောင်း၎င်းကပြောဆိုသည်ထို့နောက်ပုဂ္ဂိုလ်ရေးမကျေနပ်မှုများနှင့်အထက်အမိတ်ကမနာခံသောကြောင့်အဆိုကရှင်ခဲ့သူအင်အားသုံးရဖမ်းဆီးခြင်းဟုဆိုသည် အညိုးဒေးကြောင့်လို့တော့ကျွန်တော်တို့ကမြင်နေတိုက်ခဲ့တဲ့ပွဲတွေမှန်သမျှလဲဘိုလက်ကြာကြီးညွန်ကြားချက်နဲ့တွားတယ် COC အောက်မနေဘူးဆိုလဲအခုလက်ရှိလဲရှေ့တန်းမှာရှိနေတယ်ဟုနေပြီးတော့ PDF တရင်အမှတ်ရှေ့ရတိတ်တက်ခွဲမှုကပြောသည်လက်ရှိတွင်တရင်မှုနှင့်တရေးဘူကြီးတို့အားအခြေချုပ်ဖန်စီထိန်ထိန်ထားပြီး၎င်းတို့ပြန်လည်လွတ်မြောက်ရေးနှင့်တပ်ဖွဲ့ဝင်64ဦးနှုတ်ထွက်မြင့်အကြောင်းကိုအန်ယူဂျင်နှင့် MOD တန်းစာပို့ရေးတိုင်ကြားထားပြီးအကြောင်းပြန်လာခြင်းမရှိသေးသောတပ်ထောက်ကပြောသည် ဥယျာဉ်မွန်တမရာကြီးစီလိမ်မူပြီးကျွန်တော်တို့သွားပြီးစဖို့တောင်းဆိုထားတာဟု၎င်းကပြောလေနေပြီးတော့ PDF တရင်အမှတ်ရှိရတေးလက်အောက်တင်တက်ခွဲငါကိုရှိပြီးကရင်နေပြည်နယ်ရေဒါရှေတောင်းသားနဲ့တက်တောင်တို့တွင်မှာမိတ်တက်များနဲ့ပူပေါင်းရေးတိုက်ပွဲဝင်နေကြောင်းသိရသည် နေပြည်တော် PDF တရင်အမှတ်ရှိရတဲ့တရင်မှုနဲ့တရေးဖို့ကြည်အမှုကိစ္စတစ်ခုကြောင့်ဖန်ဆီးခြင်းဖြစ်ပြီးလက်ရှိတွင်အခြေအကျဖြင့်ထားကြောင်းတရင်မှုတာဝန်များကိုဒုတိယတရင်မှုတန်လွှဲအပ်ထားကြောင်းနေပြည်တော်စေဦးစီးချုပ်ဘူလက်ချာကမျက်စိမှောက်ကိုပြောသည်ဖြစ်ပွားခဲ့သည့်ပြဿနာများကိုတရားမျှတစွာဖြေရှင်းရေးအတွက်စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၏စစ်ဆေးနေသည်ဟုဆိုသည် အဓိကကတော့မလျှော်ဩစာသုံးတဲ့ကိစ္စတည်ရင်မှုအနေနဲ့ကအပွင့်မွေလင်းလင်းပြောရရင်ဘသူကပဲတော့ခေါ်ခေါ်လိုက်လာပြီးတော့ဒီကိစ္စဆောင်ရွက်ရမှာမျိုးမတင့်တော်တာကိုမလျှော်ဩစာသုံးနေတာပေါ့နော်ဒါကလည်းအသေးစိတ်ကြရင်ဥပဒေတိုင်းပဲသူတို့ကိုစုံစမ်းစစ်ဆေးမေးမြန်းမယ်ခုံအဖွဲ့ရှိပါတယ်ဟုပိုလဲရှားကပြောတယ် နေပြည်တော် PDF တရင်အမှတ်ရှိရတဲ့တရင်မှုနဲ့တရေးဘူကြီးဖန်စီခန္ဓာသည်ဖြစ်စဉ်နဲ့အတူတပ်ဖွဲ့ဝင်64ဦးနှုတ်ထွက်စာတင်လာသည့်ကိစ္စနှင့်ပတ်သက်၍ NUG အနေဖြင့်မြည်သူဆက်လက်ဖြေရှင်းဆောင်ရွက်မည်ကိုသိရှိနိုင်ရန် MOD ဒုတိယအတွင်းဝဥမ္မာမောင်ဆွေနှင့် NUG သမရာယုံပြောခွင့်ရသူဦးကျော်စောတို့ထံမျက်စိမှောက်ကဆက်သွယ်မေးမြန်းနေစေဖြစ်သည်ဆက်လက်ပြီး MNDA တပ်တွေလာရှိုးမျိုးပေါ်ကနေအပီးတိုင်ဆုတ်ခွာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပေါ်ကနေ MNDA ကိုကန်တပ်ဖွဲ့တွေစောက်ခွာပေးနေပြီးလာမယ့်ဧပြီလ22ရက်နေ့မှာစစ်ကောင်စီနဲ့အလွဲပြောင်းလုပ်ဖွဲ့ရှိတယ်လို့လာရှိုးမြို့ကန်တွေက IFA ကိုပြောပါရယ်။လက်ရှိမှာမြို့ပေါ်က MNDA ရဲ့ရက်ကွက်အုပ်ချုပ်ရေးယုံအချို့ကိုပိတ်လိုက်ပြီးလို့လုံခြုံရေးအရာအမည်မဖော်လိုတဲ့လာရှိုးမြို့ကန်တို့က IFA ကိုပြောပါရယ်။လူတိုင်းကတော့ဧပြီလ22ရက်နေ့ကိုစောင့်ကြည့်နေကြတယ်။သူတို့ကရွှေတာတော့ရွှေနေကြတယ်။ဒါပေမဲ့မြို့ပပတ်လေးမှာ MNDA တပ်ကအထိုင်ချထားတယ်။ သူတို့ကမျိုးပေါ်ဆက်နေရွက်ကကပဲဖယ်ပေးတာရက်ကွက်လေးအုတ်ချုပ်ရေးယုံကတော့မရှိတော့ဘူးပိတ်သွားပြီရက်ကွက်တစ်အုတ်ချုပ်ရေးယုံကတော့မပိတ်သေးဘူးရောကြီးကိစ္စတွေရှိနေသေးလို့ပြောတယ်ဇန်နေရက်ကွက်အုတ်ချုပ်ရေးယုံနေလဲဧပြီလ18ရက်18ရက်တွေမှာပိတ်တော့မယ်စစ်ကောင်စီဘက်ကလူတွေလာတဲ့အချိန်မှာလက်လွဲပေးလိုက်မယ်လို့ပြောတယ်အလွဲပြောင်းမလို့သေးခင်လောင်ရှုံမြို့မှာ MNDA ဆက်ဆံရေးယုံနဲ့ရဲတပ်ဖွဲ့လောက်သားကြံငယ်မှာဖြစ်တယ်လို့နောက်ထပ်လုံခြုံရေးအရာအမည်မဖော်လို့တဲ့ဒေတာကန်တူက IFA ကိုပြောပါရယ် အရွှေပြောင်းတွေတော့လုံနေကြပြီတဲစရာရှိတာကုန်သေးတယ်တက်နဲ့ဆိုင်တဲ့ဟာတွေအကုန်သေးတယ် MNDA ကပြောထားတာကဆက်ဆံရေရရေရေကြံနေမယ်တဲ့ MNDA ထိပ်ပိုင်းကောင်းဆောင်တွေနဲ့နေဆက်သူတူကတော့ MNDA တက်တွေမျိုးပေါ်ကနေစုတ်ခွာပြီးနောက်စစ်ကောင်စီကိုကန့်တဲ့ MNDA နဲ့တရုတ်ကိုယ်စားလှယ်တွေပေါင်းပြီးရုံးထိုင်မဲ့အခြေအနေရှိတယ်လို့ RFA ကို April 3ရက်ပိုင်းကပြောဆိုထားပါတယ်။ MNDA တပ်တွေကမြို့ပေါ်ကနေစုခွာပေးမှဖြစ်ပေမဲ့မြို့နယ်၃မိုင်အကွာလောက်မှာဆက်ပြီးနေရာယူထောင်မှဖြစ်တယ်လို့လည်း MNDA နဲ့နေဆက်တဲ့ဒေသခံတွေကပြောပါရယ်။ဒါနဲ့ပတ်သက်လို့ MNDA ကတရားဝင်သတင်းထုတ်ပြန်တာမရှိသေးသလို MNDA တပ်ဖွဲ့ပြောခွင့်ရသူကို IFA ကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံပြေကြားတာမရှိပါဘူး။ ငင်းချမ်းရေးစောင့်ကြည့်လေလာသူတို့ကတော့ MNDA တက်တွေလာရှိုးမျိုးပေါ်ကနေစုခွာပေးဖို့အတွက်ကုမင်းစင်းရေးဘက်မှသဘောတူခဲ့ကြတာလို့ပြောဆိုကြပါတယ်။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီရော MNDA ဘက်ကမှတရားဝင်ထုတ်ပြန်ပြောဆိုတာမရှိကြပါဘူး။ လာရှိုမျိုးကနေ MNDA တက်တေစုတ်ခွာတာကိုဒေသခံတွေကြားဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်ကတိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ရမျိုးရွာတွေကိုအမြဲလိုလိုပုံကျဲနေတာကြောင့် MNDA ကပြည်သူတွေကိုငှဲ့ညာပြီးအခုလိုစုတ်ခွာပေးလိုက်တာဖြစ်နိုင်တယ်လို့ဒေသခံတူကပြောပါတယ်။ ကိုကန်တက် MNDA ဟာ2020ခုစစ်စရင်ကာလဖြစ်တဲ့2024ခုနှစ်ဩဂုတ်လမှာလာရှိုးအခြေစိုက်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပါပြီးလာရှိုးမျိုးကိုပါထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ဆလဘီတင်းချံရမှာစက်ကောင်စီတပ်သားအင်အားအလုံးရင်းနဲ့ဆက်အမြောက်တဲလာတဲ့ကားတွေကိုဖြည့်တင်းနေလို့ဒေသခံတွေကြောက်လန့်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းပရောင်မြို့နယ်ကညောင်ကျိုးစခန်းကျပြီးနောက်အပြစ်ခက်ရက်စဲကြီးညာထားတဲ့ကာလအတွင်းစစ်ကောင်စီကဧပြီလ14ရက်နေ့တင်းကျပ်အကြာနေကပရောင်မြို့နယ်ထဲမှာအင်အားအလုံးရင်ဖြည့်တင်နေတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေထံကသိရပါဗျ။ပရောင်မြို့နယ်အုတ်ရှိပင်လန်စုံမှာစစ်ကောင်စီတပ်သားတွေတင်လာတဲ့ကုန်ကားတွေနဲ့ဆမ်းမြောက်သေးလာတဲ့ကားတွေကိုတွေ့ရတယ်လို့သိရပြီးအပြစ်ကရက်စဲကာလာပင်ရင်မြို့ပေါ်မှာစစ်ကြီးဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ် တချံရကြီးတည်နေကြတာအဝေးပြစ်တဲ့အမြောက်တွေကပဲစစ်သားတွေလည်းများတယ်ခြေလင်းတက်တွေလို့တော့ပြောတယ်အင်အားအတော်များတယ်လို့ဒေသခံတို့ကမြို့တော်ကိုပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကညောင်6ရွာအနီးကကပ္ပစခြောက်မှာ drone ချက်မှာအစ်စ်တွေတက်ဆင်နေတယ်လို့သိရပြီးအပြစ်ကရက်စဲကာလာပြင်းစစ်ကောင်စီကဓာတုလက်နဲ့၃မီလေးချောင်းကပြစ်ခတ်မယ်လို့ကော်လာဟာလာသတင်းတွေကြောင့်ပြည်သူတွေကကြောက်လန့်နေရတယ်လို့ဒေသခံတွေကပြောပါတယ် စစ်သားတွေအပြောင်းအရွှေ့တွေများတဲ့တကြံပြီးရင်လေချောင်းနဲ့ဓာတ်ရုပ်လက်နက်ပါသုံးမယ်လို့ပြောနေကြတော့အုံရှိပင်မျိုးပေါ်ကလူတွေကြောက်နေကြတယ်။တိုက်ပွဲကြီးဖြစ်မဲ့အနေအထားတွေမြင်နေရတာလို့အုံရှိပင်မျိုးကန်တူကမျိုးတော်ကို ပြောပါရယ်။စစ်ကောင်စီကပြီးခဲ့တဲ့ရက်ပိုင်းကလည်းရခိုင်ရုံးမတွေကတစ်ထုတ်လုပ်တဲ့တစ်တော်ဆင်အကောင်60ကျော်နဲ့ရန်နီယာတွေကိုပေါက်ခေါင်းမျိုးနယ်တွေကိုပြောင်းရွှေ့ခိုင်းခဲ့တယ်လို့သိရပါရယ်။ ။ဒါပြင်စစ်ကောင်စီကကပ္ပစဆက်ယုံရဲ့တည်နေရာကို Google Map မှာဖျောက်ထားပြီးကပ္ပစဆက်ယုံကို Google Map မှာရှာရင်တိုက်ပွဲအထွတ်ပြင်ဆင်နေတဲ့အဝေးပြစ်တင်ကားတွေနဲ့ဟောင်ဝင်းစာအဝေးပြစ်လက်နက်တင်ကားတွေကိုသာမြင်တွေ့ရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့နိုင်ငံတကာအကူအညီများနှင်းမြထိန်ချုပ်ထားသောအဖွဲ့များကိုပါပေးရန် NUG နဲ့ EOS အဖွဲ့များတောင်းဆိုဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ငလင်ပေတဲ့ပြည်သူများအတွက်လူသားချင်းစာနာသောနိုင်ငံတကာအကူအညီများကိုစစ်ကောင်စီမှတဆင့်ပေးရနေခြင်းထက်နည်းမြေထိန်းချုပ်ထားတဲ့အစိုးဖွဲ့များနဲ့ချိတ်ဆက်ရပေးရရန်လိုအပ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့မိဘတိုင်းသာလက်နက်ကိုင်အဖွဲ့ချုပ် EOS ကယနေ့ဧပြီလ16ရက်နေ့တွင်ထုတ်ပြန်သည်ယနေ့ထုတ်ရဆွဲပြန်ထုတ်ပြန်ချက်တွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ကရင်အမျိုးသားအစည်းအရုံး KNU ၊ကရင်နေပြည်အမျိုးသားတိုတရေးပါတီ KNPB ၊ချင်းအမျိုးသားတပ် OCNF ၊မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများ Democratic Tau ABSDF အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ရိုဟင်ဂျာလူမျိုးရေးညွန့်ပေါင်းအဖွဲ့ FRC နှင့်အမည်မဖော်လိုသည့်အင်အားစုများပါဝင်ကြသည် ခွဲခြားဆက်ဆံမှုနဲ့ဗလိုက်မှုကင်းသောလူသားချင်းစာနာထောက်ထားမှုအကူအညီများအောင်တိုင်းပြည်နယ်နိမိတ်စုစုပေါင်း၏22ရာဂိုင်းနှုံကိုသာစုမှုထားနိုင်သည့်ဆဲအိုစုထံတိုက်ရိုက်ပေးရခြင်းမဟုတ်ပေအမျိုးသားညီညွတ်ရေးအစိုးရနှင့်တိုင်းရင်းသားတော်လှန်အင်အားစုများကထိန်းချုပ်စီမံအုပ်ချုပ်ထားသည့်နေပြည်တော်ရှိပအဝင်ပတ်သက်သူအစိုးရများအလုံးနှင့်ချိတ်ဆက်ပေးရထောက်ပံ့ရန်လိုအပ်သည်ဟုပါရှိသည်လက်ရှိတွင်စစ်ကောင်စီသည်လူထုကိုကိုးစားမပြုသလိုတိုင်းပြည်အချုပ်အခြာအာဏာသည်နေပြည်တော်မှတိုက်ရိုက်လာသည့်အခြေအနေမဟုတ်တော့ပေနေပြည် သီးသီးရှိပြည်သူလူထုလက်ဝဲရှိကြောင်းဖော်ပြထားသည်ထိုကြောင့်လူသားချင်းစာနာထောက်ထားမှုပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်ရရင်တဘာဝပြီးစစ်ဘေးတအမှန်ငယ်ထိခိုက်ခံစားနေရသည့်မြန်မာပြည်သူများထံအကူအညီများတိုက်ရရောက်ရှိရေးသက်ဆိုင်သူများအလုံးနှင့်ချိတ်ဆက်ဆောင်ရွက်အထူးပင်လိုအပ်သည်ဟုဆိုသည်အလုံးပါဝင်သောရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရရှိနိုင်ရန်အတွက်စစ်ကောင်ဆောင်နှင့်တစ်ဖက်သက်ဆက်ဆံဆောင်ရွက်နေမှုများကိုအထူးသတိပြုသင့်သည်ဟုဆိုသည် ထို့ကြောင့်အာဆီယံကောင်ဆောင်များအနေဖြင့်ငလင်တန်နှင့်ပြည်သူများကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုစစ်ကောင်ဆောင်ကတဆင့်ပေးအပ်နေပါကနိုင်ငံရေးအရာအလွဲသုံးချမိအန်ရဲမလဲမသိကြုံရနိုင်ကြောင်းပါရှိသည်အထက်ပါချက်များကြောင့်အကူအညီများကိုစစ်အုပ်စုမှတဆင့်သာပေးအပ်ခြင်းကို၎င်းတို့အနေဖြင့်အပြင်းထန်ကန့်ကွက်ကြောင်းဆိုသည်2025ခုနှစ်တွင်အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်သည့်မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်သည်ဧပြီလ18ရက်နေ့တွင်ထိုင်းနိုင်ငံဘန်ကောက်မြို့၌မြန်မာစစ်ကောင်ဆောင်ဘု ူကြုံမှုကြီးမြန်လိုင်းနဲ့တွေ့ဆုံရန်စီစဉ်တာကြောင်းသတင်းများကဖော်ပြကြပြီးနောက် NUG နဲ့ EOS များကကြေညာချက်ထုတ်လာခြင်းဖြစ်သည်အာဆီယံကောင်ဆောင်များကမြန်မာစစ်ကောင်ဆောင်ကိုထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ခေါ်ယူတွေ့ဆုံပြီးငလင်တန်းတဲ့ပြည်သူများအတွက်အကူအညီပေးရေးဆွေးနွေးရန်စီစဉ်ထားသည့်အပေါ်လည်းအထူးဆိုရင်ကြောင့်ယနေ့ထုတ်ပြန်ချက်ကဆိုသည် ဒီငလျင်ကိုအကြောင်းပြပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီအလုံးဟာစက်ကောင်စီကိုပဲနေရင်ထိုင်မသိမသားလေးနဲ့တိမက်ပြုတဲ့အနေအထားမျိုးဖြစ်သွားနိုင်တာကကျွန်တော်ရဲ့အကြီးဆုံးဆိုရင်ချက်တစ်ခုဖြစ်တယ်ဟု KNU ပြောရေးဆိုခွင့်ရှိသူဘလူးစောတာနီကမြန်မာနောင်စကိုပြောသည်မြန်မာနိုင်ငံတွင်ငလျင်ပေးမတိုင်ခင်ကတည်းကစစ်ကောင်စီတိုက်ခိုက်မှုများကြောင့်ဒုက္ခရောက်နေကြသူများရှိကြောင်းဘလူးစော်ဒော်နီကထောက်ပြသည် စကားဆိုင်အလို့ဆောင်မှုကြောင့်လူတို့ကိုပြစ်မှတ်ထားပြီးနှိပ်စက်ညှဉ်းပန်းခဲ့တဲ့အတွက်လူ၃သန်းကျော်၄သန်းလောက်ပေါ့ကျွန်တော်တို့နေထဲမှာရင်တသန်းလောက်ရှိတယ်။ဒီလူတွေကဒုက္ခရောက်နေပြီးသားပါအဲ့ဒီလူတွေကိုလည်းပေးဖို့တင်နေပေးမယ်ဆိုရင်လည်းအပြိုင်ပေးတဲ့စနစ်နဲ့ parallel ကျွန်တော်တို့နေမြေတွေကိုလည်းပေးတဲ့နယ်လို့ယူဆတယ်ဟုသူကမှတ်ချက်ပေးတယ်။ တော်လရင်အင်အားစုထိန်းချုပ်ထားသည့်နေမြေများတွင်အရက်သားများကိုအကူအညီပေးနေသောအရက်ပတ်အဖွဲ့များလည်းရှိပြီးလိုအပ်နေသူများထံတိတိယယောက်ပံ့ပိုးနိုင်သည့်လုံဆောင်နိုင်စွမ်းရှိကြောင်း၎င်းကဆက်ပြောသည်စစ်ကောင်စီဘက်တွင်မှငလင်ပေးတင်ပြည်သူများအတွက်ကုညီကယ်ဆယ်လုံမြေဆိုပါက၎င်းတို့ခွင့်ပြုချက်အရမှသာလုံဆောင်ခွင့်ပြုမည်ဆိုသည့်မူကိုချထားသည်ဧပြီလ9ရက်နေ့ကနေပြည်တော်တွင်ကျင်းပသည့်စက္ကောင်စီအစည်းအဝေးတွင်ဒုစစ်ကောင်ဆောင်ဒုဗိုလ်ချုပ်မူကြီးဆိုရင်က ကုညင်ကင်စေအဖွဲ့များနေဖြင့်မြေတီအဖွဲ့အစည်းမစိုးတေးချလွတ်လပ်စွာရက်တရွေဆောင်ရွက်ခွင့်မရှိကြောင်းပြောကြားထားသည့်ကျိုတင်ခွင့်မျိုးချက်တောင်းခံထားသည့်အဖွဲ့အစည်းများဖြစ်ရန်လိုပြီးသက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူတူကပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားမည်ဆိုသောမူဝါဒတရက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းဒုစစ်ကောင်ဆောင်ကပြောထားသည် လက်ရှိတွင်နိုင်ငံ24နိုင်ငံကကိုညိကယ်ဆယ်ရေးများဆောင်ရွက်ပေးနေကြောင်းစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကပြောထားသည်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့သောအင်အားလွန်ပြင်းထန်သည့်ငလင်တန်းသာတိုင်းပြည်နယ်6ခုတွင်ဧပြီလ15ရက်နေ့အထိသေဆုံးသူ3666ဦးထိခိုက်ဒဏ်ရာရရှိသူ4825ဦးနှင့်ပျောက်ဆုံးသူ129ဦးရှိသည်ဟုစစ်ကောင်စီကထုတ်ပြန်ထားသည် လက်ရှိတွင်ကုလသမဂ္ဂအဖွဲ့အစည်းများအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများကကုညီဆောင်ရွက်ပေးနေပြီးဩစတြေးလျအစိုးရကမှစစ်ကောင်စီကိုတိုက်ရိုက်ပေးရသောမည်မဟုတ်ပဲနိုင်ငံတကာစက်ချင်းရေးအဖွဲ့နှင့်မိဘအဖွဲ့များမှတစ်ဆင့်ဒေါ်လာ၉သန်းကိုတစ်ဆင့်ကုညီသွားမည်ကိုထုတ်ပြန်ထားသည် ူသားချင်းစာနာထောက်ထားမှုရှိသောဈာနေသောဗမလိုက်သောအမိခိုကင်းသောမူဝါဒများကိုလိုင်းနာဆောင်ရွက်သည့်အဖွဲ့အစည်းများမှတစင်ပေးရခြင်းဖြစ်သည်ဟုဩစတြေးလျဘက်ကဆိုသည့်စစ်ကောင်စီကကယ်ဆယ်ရေးများလုပ်ကိုင်နေသည်ဟုဆိုသောလည်းစစ်ကောင်စီဝန်ထမ်းများအပါအဝင်ငလျင်တန်သည့်မိသားစုများသည်ရဲတပ်တစ်ပတ်နှစ်ပတ်ကျော်ကြာမြင့်နေတိုင်းလုံခြုံသောအမိုးအကများအောင်မရောက်ရှိသေးသလိုအပြည့်အစည်းများလည်းတေချာမရှင်းလင်းရသေးပေ ငလင်တန်းကြောင့်မြန်မာတွင်လူဦးရေ6.3တန်းခန့်အရေးပေါ်အကူအညီများနဲ့ကာဝယ်ဆောင်ရှောက်မှုများလိုအပ်နေကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံကထုတ်ပြန်ထားသည့်တန်ရှင်သောတောက်တုံးရေးကျန်းမာရေးဆောင်ရှောက်မှု အမိုးကမရှိဘဲနေထိုင်နေကြသူများအများအပြားရှိကပြက်စီးသွားခဲ့သည့်လမ်းများအခြေခံအဆောက်အဦများနဲ့ဆက်သွယ်ရေးစနစ်ချိုးယွင်းမှုများကြောင့်ငလင်ပေးတဲ့ပြည်သူများစီအကူအညီများရောက်ဖို့ရလေပုံမှုခက်ခဲလျက်ရှိကြောင်း UNO စီးရေးရှေကဆိုသည် အန်ယူဂျီဘက်ကမှ၎င်းတို့စိုးမိုထိန်ချုံနေမြေများတွင်ငလင်ပေးတဲ့အစာအုပ်လမ်းများရှင်လင်း၍ငလင်တန်တဲ့ပြည်သူများကိုကုညင်ထောက်ပံ့ပေးမှုများပြုလုပ်နေသည်စစ်ကောင်စီနှင့်လက်နက်ကင်တပ်များအပြစ်ရက်ကြောင်းကြီးညာထားခဲ့ကြတော့လေအပြစ်ရက်ချိုးဖောက်ကြောင်းအပြန်လဲဆွဆွဲနေကြပြီးစစ်ကောင်စီကလေကြောင်းကိုအချိန်မြင့်တိုက်ခိုက်နေ၍မြန်မာနှစ်သက်ကိုကာလာမှာပင်တေဆုံးထိခိုက်သူတန်းနှင်းချီရှိနေပြီဖြစ်သည်